ပါစာ128နှစ်တည်းတတအောင်ထိခလာရနှစ်ခုံကစိတ်ဆန္ဒမပါဘဲနဲ့ရောက်ရှိခဲ့ရပါကျွန်တော်ရှူတော်မြို့မှာရှိတဲ့အမေမေတ္တာဆန်းသက်မှာကျွန်တော်အလုံးလုံးစင်ပါအလုံးအမေမေတ္တာဆန်းသက်ကနေညညအချိန်မတော်ကျွန်တော်ပြန်လာခဲ့ပါတယ်အလုံးကနေပြန်လာရှင်မှာသူစစ်ကားနေစစ်ကားနောက်ကနေရောက်လာပြီးကျွန်တော် တို့စကားပေါ့အတင်းဆော့တင်ခေါ်ပေါ့ခေါ်သွားခဲ့ပါတယ်တို့တက်ခဲ့လို့ဒီကောင်းနေနဲ့ကျွန်တော်နေလို့ရှိရင်ဒီကောင်းနေလူမဆန်လူမဆန်တာဖိနေတဲ့ကြောင့်ကျွန်တော်ခံခဲ့ရတာဒါဒါကြောင့်မို့ကျွန်တော်ကရင်လူမျိုးပြီးလူမျိုးပြီးတက်မှာလာပြီးအလင်းဝင်ရခြင်းဖြစ်ပါတယ် ကရင်မျိုးသားလူမျိုးတွေကျွန်တော်နည်းနည်းထွတ်ထွတ်နဲ့ကျေစုခဲ့ပါတယ်ဘယ်သူမှကျွန်တော်လက်ဖြားနဲ့တော့မထိခဲ့ပါဘူးစာဝင်းဒီရကစားအစားရအဆင်ပြေပါတယ်အစားရကျွန်တော်အမေကိုကျွန်တော်ညီမလေးကျွန်တော်မှားကျွန်တော်ကျွန်တော်အမေကိုကျမ်းမာပြီးဆိုင်ပါပဲပြီးတော့ကျွန်တော်မိသားစုကျွန်တော်မိမနဲ့ကျွန်တော်ကလေးတွေလည်းကျွန်တော် ဆက်အာနာရှင်ကြာဆုံးကြာဆုံးတဲ့တနေ့ကျရင်ကျွန်တော်မိသားစုနဲ့ပြန်ပြီးတော့ပြဘရှင်နဲ့ကျွန်တော်ပြန်ပြီးဆုံဆွေးကြပါမယ်